မင်္ဂလာပါရှင်ပကံနေရဲ့နောက်ဆုံးရသတင်းလေးကို တင်ဆက်ပေးတော့မှာပါမကွေးတိုင်းစေဖြူမျိုးကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က9ဦးအထက်သေဆုံးပြီး10ဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းရင်းနသာကော်လန်ကထုတ်ပြန်ပါတယ်အဲဒီစစ်ကြောင်းကိုအော်တိုဘာလ25ရက်နေ့မနက်ပိုင်းမှာစိတ်ဖြူမျိုးနဲ့ ွေးပင်ချောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးချင်းအောင်ကျေးရွာအနီးမှာလည်းထိတွေ့ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားခဲ့တာကြောင့်စစ်ကားနှစ်စီးပျက်စီးခဲ့တယ်လို့ပြောပါတယ်တိုက်ပွဲဖြစ်ပွားနေတော့မှာဆလင်းမျိုးနဲ့တညောင်တိုက်နယ်လျှက်စစ်တခွဲယုံကလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့စိတ်ဖြူဆလင်းကားလန်ကနေ ထိုးစစ်အစိမ်မြင့်ခဲ့တာကြောင့်တပ်ဖွဲ့တွေနောက်ဆုတ်ပေးခဲ့တယ်လို့ရင်းနေတာကော်လန်ကထုတ်ပြန်ပါတယ် မန္တလေးတိုင်းမရေယာမြို့နယ်အရှိမြောက်ဖက်ချံတပြေချောင်ကျေးရွာမှာရှိတဲ့စစ်ပေးရှောင်တွင်နေထိုင်တဲ့အိမ်တလုံးကိုစစ်ကောင်စီကဂျက်ဖိုင်တာနဲ့မင်းကညက်နေပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီကစည်ရင်နေမည်မဟုတ်တဲ့နေရာတွေကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား2ဦးအမျိုးသမီး2ဦးစုစုပေါင်း4ဦးသေဆုံးခဲ့တယ်လို့ဖိုင်းဆော်မန်နယ်လေးအဖွဲ့ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီကအောက်တိုဘာလ26ရက်နေ့ညနေမှာ မရယာမြို့နယ်နဲ့စင်ကူးမြို့နယ်အစပ်မှာရှိတဲ့ကောင်းဆက်သားစီဆိုင်နဲ့အနီးတစ်ဝိုက်ကို လေကြောင်းကပြစ်ခတ်ခဲ့ပြီးအမျိုးသားတအူးတေဆုံးပြီးမြို့သမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ မန္တလေးတိုင်းမြင်းကြံအကျဉ်းထောင်မှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်ဟာအောက်တိုဘာလ18ရက်နေ့မှာအကျဉ်းထောင်အတွင်လုံလောက်စွာစေဝါကုသခွင့်မရခဲ့တာကြောင့်ကြာဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ကိုချမ်းမင်းဟိန်ကိုစစ်တပ်ကပုံမှန်905ကကြီးစက်သွေးပုံမှန်ဖောက်ခွဲလက်နက်မှုစတဲ့ပုံမှန်တွေနဲ့မတရားဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်15နှစ်6လချမှတ်ခဲ့တာပါ။ညင်းကြံအကျဉ်းတောင်မှာဖမ်းဆီးခံနေရတဲ့အချိန်မှာကြောက်ကအတဲယောဂတွေကြောင့်အသက်29နှစ်အရွယ်မှာကြာဆုံးခဲ့တာဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံအကျဉ်းတောင်တွေတဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာလုံလောက်တဲ့စေဝါဆောင်ရှားမှုမရတာအချိန်မီစေကူတာခွင့်မရတာတွေကြောင့်မတည်ဆုံးသင့်ပဲအသက်ဆုံးရှုံးနေရတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။ PPNM ရဲ့စည်ရင်းနေအရွာ 2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလကုန်ထိအကျဉ်းထောင်ထဲမှာစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိတာကြောင့်ကြာဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသား28ဦးအထိရှိနေပြီဖြစ်ပါတယ်။စကိုင်းတိုင်းအတွင်းကမင်းမူဝင်းတူနဲ့ထီချိုင်မြို့နယ်တွေမှာအောက်တိုဘာလအတွင်းလူခွင့်ရည်နဲ့ကလေးတငယ်အခွင့်ရည် မိုင်းအန်ဒီရဲ့ကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်းတွေ ပြုလုပ်ခဲ့တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မင်းမှုမျိုးနယ်မှာပြုလုပ်တဲ့တင်တန်းမှာတော့ရွာပေါင်း15ရွာကဒေသခံပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။ဝင်းတိုမျိုးနယ်မှာပြုလုပ်ခဲ့တဲ့တင်နန်းမှာတော့မိုင်းအန်နီရဲ့ကာကွယ်ရေးအသိပညာပေးမှုတွေနဲ့အတူစာရေးကရိယာနဲ့အာဟာရထောက်ပံ့မှုတွေလည်းပေးအပ်ခဲ့တယ်လို့သိရပါဗျ။ အလားတူထီချိုင်တဲ့ဝန်းသူမျိုးနယ်တွေမှာကလေးတငယ်အခွင့်အရေးနဲ့မိုင်းအန်ဒီရဲ့ကာကွယ်ရေးအကြောင်းတွေရှင်းပြဆွေးနွေးခဲ့ကြသလိုចောင်းသားចောင်းသူနဲ့ဆရာဆရာမတွေအပါအဝင်ပကပအဖွဲ့ဝင်တွေပါတက်ရောက်ခဲ့ကြပါတယ်ဒီတင်နန်းတွေနဲ့ထောက်ပံ့ကူညီမှုတွေကိုအမျိုးသားညီညွတ်ရေးဆိုရာလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့လူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကဥစားမွေးပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ် င်္ဂလားပင်လယ်ော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့စိုက်ကလုန်းမုန်တိုင်းမွန်းထကြောင့်ဒီကနေ့ညကနေအော်တိုဘာလ28ရက်အတွင်းနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်တယ်လို့မူဒလာဌာနကထုတ်ပြန်ပါတယ်ဆိုင်ကလုန်းမုန်တိုင်းမွန်ထရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံကိုဥတီရွေလျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်တက်မှတ်ထားပါဗျ ဆိုင်ကလုံးမုံတိုင်းမွန်ထားရဲ့အရှင်ကြောင့်မိုးတဲထန်စွာရသွန်းလာတဲ့အတူလေပြင်းတိုက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြူတာစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလားဌာနကတတိပေးထားပါတယ်။ပကန်နျူရဲ့ pocket season ကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကန်နျူရဲ့ pocket season ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။